အားလုံးမင်္ဂလာပါဗျာကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်ဗျာဒီနေ့မှတော့ခိုးစားငက်စာတွေကြက်စာတွေကျွင်းရင်ရွတ်မဲ့ကာတာတပုတ်အများပြီးမှဖြစ်ပါတယ်အဲ့တော့ခိုးတွေငက်တွေကျွန်တော်မိတ်ဆွေများအစာကျူးမှန်ပါအဲ့တော့အဲ့တော့မိတ်ဆွေများအစာကျူးပြီဆိုရင်ဒီခါကြတော့ရင်ဒီခါတော့ယူပြီးတော့အစာကျွေးကြည့်ပါအဲ့ကျွန်တော်ကျွေးတဲ့နေ့မှာထူကြတိတယ်ဆိုတော့ပဲကျွန်တော်တို့လည်းလက်လက်ပတ်လေးအရင်ပေါ်လာလောက်တွေ့ရပါလိမ့်မယ် ဒါကြောင့်အလုံးမရရှိတဲ့မိတ်ဆွေတွေတို့အလုံးအတွက်အဆင်မပြေတဲ့မိတ်ဆွေတွေတို့အဲကျွန်တော်ငွေကြေးအတွက်ခက်ခဲတဲ့မိတ်ဆွေတွေဆိုလို့ရှိရင်လည်းလုံးလို့ရပါတယ်အဲတော့ကျွန်တော်တွေဒီဟာခိုးတို့ငှက်တို့ကြက်တို့ကိုအစာကျွေးပြီးတော့ကျွန်တော်တွေအဲလက်ပွင့်တဲ့ခါလာပဲဖြစ်ပါတယ်အရန်လွှဲပါတယ်အဲတော့ကျွန်တော်မိတ်ဆွေများခိုးတွေငှက်တွေကြက်တွေပေါ့နော်ကျွန်တော်နေရမိတ်ဆွေများကတော့ခိုးတွေငှက်တွေအစာမကျွေးကြပါဘူးဘာကြောင့်လဲဆိုတော့ခိုးငှက်တွေမရှိဘူးကြက်တွေရှိပါတယ်ကြက်တွေအစာကျွေးပါ မြို့ဝနေတဲ့မိဆွေများကတော့ခိုရင်ငက်တွေပေါ်ပါတယ်ခိုရင်ငက်တွေအစာကျွေးတဲ့နေရာသွားပြီးတော့ဒီကတော့ရုပ်ပြီးအစာကျွေးပါဗျာအစာခွက်လေးကိုကင်ပြီးတော့38ခေါင်ရုပ်မယ်နော်လွယ်ပါတယ်အုံအာအာအာကကကကဝဝဝဝဒီဝါစရတိစခမတိအုံအာအာအာကကကကဝဝဝဝဒီဝါစရတိစခမတိအုံအာအာအာကကကကဝဝဝဝဒီဝါစရတိစခမတိအုံအာအာအာကကကကဝဝဝဝ ဒိဝါစရတိစခမတိဆိုပြီး39ခေါက်အိဆန်ွက်တုံးမဟုတ်အစာွက်ကိုကင်ပြီးတော့ကျွန်တော်တို့တွေ39ခေါက်မှန်းပြီးမှကျွေးလိုက်ပါအဲကျွေးလိုက်ပြီးအဲလာစားတဲ့အကောင်ကြီးများလေးလေးကျွန်တော်တို့တွေလက်ပွင့်တာများလေးလေးပဲတချို့ဆိုရင်အလုတ်ကင်နေဆင်မပြေဘူးအဲ့တော့အလုတ်တွေရရှောက်ထားတယ်အလုတ်တွေမရဘူးငွေကြေးတွေတော့ကျွန်တော်စကားပြောထားတာရှိတယ်အဆင်မပြေသေးဘူး အဲ့တော့လုတ်ကိုင်းနေဂျမ်းပြစ်နေတာလေအဲ့တော့ပြေလေသွားအောင်ငွေကြီးကိစ္စလေးပြေလေသွားအောင်လက်တွေပွင့်သွားအောင်လို့ပေါ့ဗျာကောင်းကျိုးတစ်ခုခုကျွန်တော်တွေတကယ်ရစီတဲ့ခါတာနဲ့အစီအလင်းဖြစ်ပါတယ်ဒီခါတာကကျွန်တော်ကြက်တွေငတ်တွေခိုတွေကိုဘယ်ကျွန်တော်တွေအဓိကထားပြီးတော့ကျွေးမွေးတင်ပါတယ်အဓိကထားပြီးကျွန်တော်ဆွတ်မှာဖြစ်ပါတယ်နေမနေတဲ့မိတ်ဆွေများကတော့ကြက်တွေ ဘဲတွေဘဲတွေရနော်ရွာမနေနဲ့မိတ်ဆွေများတော့ကြက်တွေဘဲတွေရတယ်မြို့မနေနဲ့မိတ်ဆွေများတော့ခိုးတွေစာကလေးတွေခိုးတွေပေါ့ဗျာကြီးတွေလည်းရတယ်နော်ငက်ငက်စင်းဝင်ပါတယ်ဒီကငက်တွေအကုန်ရပါတယ်ဘာသာမျိုးလေးယူမင်းကြီးမှကြွေးကြည့်ပါလက်လက်ပတ်တွေရံပေါ်လာပါတယ်ဗျလောက်ကန်လည်းအဆင်ပြေလာပါတယ်ခဲအားလုံးပဲမိတ်ဆွေအားလုံးပဲလက်ပွင့်ကန်ကောင်းကြပါစေလောက်ကန်အဆင်ပြေကြပါစေဗျာ